ကျွန်တော်ကောင်းလေးကြည့်ပြီးတော့ခက်ခဲရှိတဲ့သူငွေကြေးချင်းဆရာခက်ခဲရှိတဲ့သူတွေအတွက်ကျွန်တော်ထာဝရအခမဲ့ဂီတာသင်တန်းလေးသင်ခန်းစာလေးဆက်လက်ပြန်လည်ပို့ချပါပြီလို့เนาะအကောင့်ကြည့်ပြီးလေ့လာနေတဲ့သူတွေသိမြင်နိုင်အောင်လုပ်ပါလို့เนาะအခုတို့ပြည်လဲဝါးရှယ်ပေးကြပါဦးလို့ကျွန်တော်ကြားလဲပါခက်ခဲလေးရောနည်းနည်းလေးတင်ဖို့အချိန်ဟောင်းလာရင်ငလျင်ဘေးဒုက္ခသင်တဲ့သူတွေ ငလျင်ဘေးတွေဖြစ်လာတာရဲ့ကြောင့်ကျွန်တော်ဂျားထဲမှာတင်ဖို့လေခါပါတယ်ကျွန်တော်အခု G ထိတင်ခဲ့ပြီးပြီအခု A family အုပ်စုကလည်းဆက်ပြီးတင်သွားမယ်နော်အခု A အုပ်စုကိုကျွန်တော် call လေးပြမယ်ပြီး rock and roll လက်ခတ်မှုလေးပြမယ်နော် thank you ဒါရော့ကတ်ရိုးလက်ထက်လေးအရင်ပြရမယ်နော်ဒီအေအုပ်စုမှလည်းအရင်အုပ်စုမှတင်ထားတဲ့ code တွေတိမှာပါနော်အခုရော့ကတ်ရိုးလက်ခတ်မှုလေးအရင်ပြရမယ်ရော့ကတ်ရိုးလက်ခတ်မှုလေးနော်ဒါ A ပေါ့နော်ကျွန်တော်ဟိုးရေအုပ်စုတွေမှာတင်ထားလဲပါ A တိမှာပါနော်နှစ်ကွက်မြောက်ကဲဒီနှစ်၃လေးကိုလက်ညှိုးနဲ့ပြလိုက်ပါနော် A ပေါ့ဒါဟုတ်ဒါဟုတ်ပြားလိုက်အတန်ထွက်ပြမယ်နော် ပြီးရင်လေးကျိုးရဲ့1 2 3 4လေးကွက်မြောက်ကိုတစ်ချက်ပဲပြမယ် เนาะแตะโซลาบ่แตะจาแตะโดลาโซลาโดลาโซลาပြီးဒီပေါ့ဒီကိုကြတော့ position ဖြားလိုက်ခံမယ်เนาะဘယ်နှခွက်မြောက်ဖြစ်မလဲဆို1 2 3 4 5 6ခုနှစ်ခွက်မြောက်ကို A ไก่သလိုပဲ၄ချောင်း1 2 3 4ကိုကန်လိုက်ပါဖြားလာเนาะเนาะဖြားလိုက်ကန်လိုက်ပါအဲ့ဒါဒါဒါဆိုရင်1 2 3 4 5 6ခုနှစ်ခွက်မြောက်ကိုဒါလည်းကရှစ်ခွက်၉ခွက်မြောက်เนาะ၉ခွက်မြောက်ရဲ့၄ဂျိုးပေါ့เนาะ ပြီးတော့တရားကိုပြားလိုက်လေးချိုးကြတော့တချောင်းနဲ့လေးပဲဘာသာဘူရီဘောတာကြောင့်နော်ဘာသာလေးပါးတီးမယ်နော်ကျွန်တော်ဘာလေးချပြီးမယ်နော်ဒါဒီပေါ့ P A ပြန်တီးမယ်နော်ဆိုလာဆိုလာဆိုလာဒါအီဂိုပေါ့နော်အီဂိုပေါ့နော်ဟဲ့လား Re mi bo lo da ja lo lo အဲ ego ကိုကျွန်တော်တို့ကတကွက်နှစ်ကွက်မြောက်၄ဂျိုးနဲ့၅ဂျိုး power bank ကော့ကိုင်လို့ပေါ့နော်ဒီလိုပြီးလာပါတော့နော်နော်ဒီမီပေါ့နော်အဲ၅ဂျိုးရဲ့1 2 3 4ွက်မြောက်ကိုလက်တူကျွဲလေးနဲ့ပြီးမယ်နော်ဒီအောင်ပြားလိုက်ပြီးမယ်ပြီးရင်၅ဂျိုးရဲ့4ွက်မြောက်လက်တူကျွဲနဲ့ပြီးမယ်နော်

အတွဲပါလေးလဲကျွန်တော်ရေးပေးထားမယ်เนาะကျွန်တော် e family အုပ်စုလေးပြမယ်အရင်တော့ a ကတော့ဒီ position ကိုပြခဲ့တယ်เนาะဒီဟာဒါ a ပါတယ်เนาะအခု a ကိုတော့ကျွန်တော်ဒီဘက် a အကြီးဘက်ကိုပြမယ်เนาะ a ကြီးဘက်ပြမယ်တော့ပြင်းနှစ်3 4 5ဒါဒါ flat 5ခွဲမြောက်ခဲ့တချိုးနဲ့နှစ်ချိုးကိုလက်ညှိုးလေးနဲ့ဖိလိုက်ပါ6ခွဲမြောက်ခဲ့3ချိုးကိုလက်ကလေးလေးနဲ့ဖိလိုက်ပါเนาะ9ခွဲမြောက်ခဲ့4ချိုးကို လက်ကြွယ်လေးနဲ့ပြလိုက်ပါဒါအေကော့ပါနော်ဒါအေကော့ပါနော်ဒါအေကော့ပါ AF family ထဲမှာ G flat minor ပါပါတယ်เนาะ G flat minor ဂီတာရဲ့နှစ်ကွက်မြောက်1 2 3เนาะလမ်းကြိုးလေးနဲ့ဖိလိုက်ပါပြီးနှစ်ကွက်3ကွက်4ကွက်မြောက်ကဲ4ကျိုးကိုလက်စကြွယ်နဲ့ဖိလိုက်ပါ5ကွက်မြောက်ကဲ4ကွက်မြောက်ကဲအဲ5ကျိုးကိုလက်စကြွယ်နဲ့ဖိလိုက်ပါเนาะအဲ့ဒါ G flat minor လို့ခေါ်ပါတယ်ဒါ G flat minor ပါเนาะပြီး B minor ပြမယ် B minor ကတစ်ကွက် ဖလက်ကနှစ်ကွက်မြောက်တစ်ကျိုးနှစ်ကွက်မြောက်ကတစ်ကျိုးလက်ညှိုးနဲ့ဖိပါသုံးကွက်မြောက်ကနှစ်ကျိုးလက်ကလေးနဲ့ဖိပါလေးကွက်မြောက်ကသုံးကျိုးလက်တန်းနဲ့ဖိပါလေးကွက်မြောက်ကလေးကျိုးလက်တကြွယ်နဲ့ဖိပါအဲ့ဒါပြီးလိုက်ပါတော့เนาะအဲ E E ကတော့အားလုံးသိပြီးသားပါသိပြီးသားဖြစ်ပါပါเนาะဂီတာဖလက်ကဟာလာဘလို့ပြောမှာဆိုရင်ပထမဆုံးအကွက်သုံးကျိုးကိုလက်ညှိုးနဲ့ဖိပါ ဒုတိယကွက်၄ကျိုးကိုလက်ကြွယ်နဲ့ပြီးပါနော်ပြီးဒုတိယကွက်၅ကျိုးကိုလက်ကြွယ်နဲ့ပြီးပါဒါ ego ပါနော် ego ပါအဲ့မှာ diplomat minor ပါပါနော် diplomat minor ပြပါမယ်နော် diplomat minor ပြမယ် diplomat minor ကျော guitar player 1 2 3 4နော်၄ကွက်မြောက်ခဲ့၁ကျိုးဟဲ့လားလက်ညှိုးနဲ့ပြီး၅ကွက်မြောက်ခဲ့၂ကျိုးကိုလက်ကြွယ်နဲ့ပြီး၆ကွက်မြောက်ခဲ့၃ကျိုးကိုလက်သန်းနဲ့ပြီး၆ကွက်မြောက်ခဲ့ လေးကျိုးလက်စကြွယ်နေပြီအဲဒါဒီပလက်မိုင်လာပါနော်ဒါ in family အုပ်စု root လေးပါနော်ဒါဒီပလက်မိုင်လာလို့ခေါ်တယ်ပြီးတော့ D ပေါ့နော် D လည်းကျွန်တော်ပြပြီးသားပါနော်ဒါ D ပေါ့နော် D ကတော့ဟုတ်လားခေတ္တဖလက်ရဲ့ပထမအကွက်ဒုတိယအကွက်ကတကျိုးလက်ကလေးနဲ့ပြီးဟုတ်လားဒုတိယအကွက်ကသုံးကျိုးကိုလက်ညိုးနဲ့ပြီးနော်ဒုတိယအကွက်သုံးကျိုးကိုလက်ညိုးနဲ့ပြီးပြီးရင်တတိယအကွက်ကနှစ်ကျိုးကိုလက်စကြွယ်လေးနဲ့ပြီးပါအဲဒါ D တော့ပါနော် ါဆိုရင် infamy အုပ်စုကော့လေးတွေလည်းရမယ်ရှင်းမယ်ထင်ပါလေမရှင်းတာလေးရှိရင်လည်းကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဒီ TikTok Messenger အနေနဲ့ပဲပြပြအလှမ်းပြီးတော့ကျွန်တော်တော့မေးလို့ရပါတယ်လို့เนาะဒါကျွန်တော်ဒါဒီနေ့ infamy အုပ်စုနဲ့ကျွန်တော် rock and roll မှုလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဆက်ပြီးတော့လည်းတင်ဆက်သွားပါမယ် root လေးတွေပြီးရင်ကျွန်တော် skill လေးတွေတော့တော့ဆက်လက်ပြီးတော့ solo DJ နဲ့ညီလေးတွေအတွက်အခုနောက်ပိုင်းဂျူကြဂျူကြလေးအရင်တော့ မချားတော့ပဲလဲကျွန်တော်ပြန်တိဆက်ပြပါမယ်လို့ကျွန်တော်အကောင့်ကြည့်ပြီးခက်ခဲရှိလို့လေးလာနေကြရတဲ့ခက်ခဲရှိတဲ့ကျွန်တော်နှိပညာချစ်တော့ကျွန်တော်ချစ်ရတော့ညီကိုကောင်းတော်မများအားလုံးအစသက်ရအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာလေးပို့တာရင်လည်းကျွန်တော်တိုင်းမြည်လည်းအများဆုံးဘေးရန်ရည်ဒီကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာလေးပို့တာရင်လည်းအားလုံးပဲ thank you ပါလို့เนาะချစ်ချင်းအပြည့်အားလုံးမြေအောင် share ပေးကြပါအောင်လို့เนาะ